ဘယ်ကြောင်းနေမှမတူဘဲခန်းနာရိတ်ကထိန်အခင်းချင်းကြောင့်နာမည်ကြီးနေရတဲ့စာပန်းရင်ပုံကထိန်ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်စာပန်းရင်ကပြည်ဥရမှာဖွင့်ထားတဲ့ကိုပိုင်အထက်တန်းကြောင့်ဖြစ်ပြီးနာမည်ကြီးကြောင့်ဆိုလည်းမှတ်မှာပါ ው ပြည်ဥရရဲ့နာမည်ကြီးကြောင့်ဖြစ်တာမို့ကျောင်းသားကျောင်းသူများလည်းများပါ၏တတိသားသမီးတွေသာအများဆုံးတကြရဲ့ကြောင်းဖြစ်တာမို့ပွဲရီဆိုလည်းငွေကိုခင်းကအခမ်းအနားဆုံးလှုပ်တက်တာပါပြီးခဲ့ရက်မှာတော့စာပန်းရင်ကျောင်းရဲ့ကထိန်ခင်းချင်းခဲ့ပါ၏ကျောင်းကထိန်ကိုသူများထက်နောက်ကျပြီးမှလှုပ်တာဖြစ်က အခမ်းအနားဆုံးကျင်းပခဲ့တာပါ။ဒါအပြင်တခြားကျောင်းတွေနဲ့မတူတဲ့အပြင်ဆင်တွေနဲ့ကျင်းပခဲ့ရပါ။ဒါကြောင့်မို့လဲလက်တလုံးမှာတော့တစ်တော့မှာစာပန်းအိမ်ကထင်ကလူပြောများနေရဖြစ်ပါတယ်။ထိတ်ဆုံးမှာကျောင်းရဲ့အချောဆုံးကျောင်းသူကိုစာပန်းအိမ်ဆိုင်ပုဂ္ဂိုလ်ကင်ခိုင်းတာပါ။ကျောင်းသူကကျောင်းသူနဲ့တောင်မတူဘဲမင်းသမီးတယောက်လိုမော်ရယ်တယောက်လိုဟန်ပန်အပြည့်နဲ့ဖြစ်ပါ යි ။ဒါအပြင်အဆိုပါဆိုင်းပုတ်ကိုဘန်းကင်ဖို့အတွက်လဲဒီတိုင်းရွေးထားတာမဟုတ်ဘဲရှေ့ရပိုင်းတဲမှာကျောင်းတွင်အလှမဲ့ရွေးချယ်ပွဲရဲလို့ကျင်းပထားခဲ့ရပါ။ အလားဆုံးသူတွေကိုတိကျအမှတ်နဲ့ရွေးချယ်ထားတာကြောင့်ចောင်းကထိန်မှာအလားဆုံးတွေကိုသာမြင်တွေ့ရမှာပါ။ဒါအပြင်ကထိန်ဆိုပြီးစုညံပွက်လောနေရမျိုးလည်းမဟုတ်ပါဘူး။ចောင်းသားတွေကိုလည်းသာသနာအလံတွေကိုင်ခိုင်ကအုပ်စုလိုက်သွားခိုင်းတာဖြစ်ပါ යි ။ចောင်းသူတွေဆိုလည်းရိုးရာဝိဆောင်တွေနဲ့အလားလေးပြီးသာရွေးချယ်ထားတာပါ။ဒါအပြင်တချင်းတွေနဲ့ကနေရမျိုးမရှိဘဲတရားတွေဖွင့်ကရိုးရာကထိန်ရဲ့အနှစ်သာရစစ်စစ်ကို ဖော်ထုတ်ပေးကြတာဖြစ်ပါ යි ။ ဒါအပြင်စောင်းလိုမြမရိုးရာစစ်စစ်တူရီယာတွေကိုတီးပြတာတွေလည်းထည့်သွင်းထားခဲ့ပါတယ်။ចောင်းသူတယောက်ကစောင်းတီးပြကဖြော်ပြရာတွေလည်းရှိပါတယ်။ဒါအပြင်ကိုကြီးကျော်နဲ့နှက်တွေကားတဲ့ကားလဲပါတာမို့ရာသအစုံကိုပါဝင်နေရပါ။ကိုကြီးကျော်နဲ့နှက်ကတော်တွေအဖြစ်ကားကြပုတ်ကိုလည်းចောင်းသားတွေကိုသာရွေးချယ်ထားတာပါ။ခုလိုဖြောပြေးအစီအစဉ်တွေကြောင့်သဘောကျသူတွေများကလမ်းတလျှောက်ဆုချသူတွေလည်းများခဲ့ပါတယ်။တပေါင်းနဲ့အထက်လိုက်ဆုချကြတာတောင်ရှိပါတယ်။ ။ဒါအပြင်အငိမ့်ကသူတွေလည်းပါတာမို့တီချာစီစဉ်ထားတာကိုအထင်းသားမြင်တွေ့နိုင်ပါ යි ။ကျောင်းပုံကထင်ရဲ့စူပေါင်းအလှူကတော့3000လှူတယ်လို့သိရပါ යි ။ဒါအပြင်တင်ကျောင်းဆောင်တဆောင်လေးလှူပေးရမို့ကြီးကျယ်ခန္ဓာရဲ့အလှူကြီးဖြစ်ပါ යි ။စာပိုင်းကနာမည်ကြီးចောင်းဖြစ်တာနဲ့အညီသူ့ဘုံကထိန်ကိုလည်းအခမ်းအနားဆုံးဖြစ်အောင်တည်ချစီစဉ်ခဲ့တာပါ။ဒါအပြင်သူ့ចောင်းကိုလူတိုင်းတက်ချင်လာအောင်တခါလေးလဲမကတင်ဆင်းခဲ့တယ်လို့ဆိုရမှာပါ။ကထိန်ကိုလည်းတယုတ်ပြတ်အောင်အတန်တွေစုညံတာမျိုးနဲ့ ចောင်းអុកជីកខ្វិមភ្យូកែបោအခုလိုကျမခဲ့တဲ့အတွက်လူအများကတော့စာပိုင်းအရေကထင်ကိုအတော်လေးသဘောကျနေရဖြစ်ပါစာပိုင်းအပုံကထင်ကခန္ဓာကြီးကျယ်လိုက်တာဆိုပြီးလူတိုင်းကပျော်စမတ်တွင်နေကြတာပါစာပိုင်းအကြောင်းသားအကြောင်းသူတွေကလည်းကထင်အတွက်အယံကိုပျော်ရွှင်နေရပါကလေးတဘာဝအလှပကိုထုတ်ပြရတာကြိုက်ကြသလိုဖြော်ပြအစီအစဉ်တွေပါလှုပ်ခွင်ရလို့ပျော်နေကြတာပါเจ้าကြီးကလည်းကလေးတွေဖြစ်ချင်တာကိုသူ့ဘက်ကနေအဖြစ်နိုင်ဆုံးလိုက်ရောပေးခဲ့တာပါ ဒါအပြင်လူအများကြမှာကထင်းနဲ့ပတ်သက်ပြီးချီကျူးခံရတဲ့အတွက်စူးစမ်းရကြိုးနဲ့တယ်လို့ဆိုရမှာပါပြည်ဦးတွေမှာတော့စာပိုင်းကထင်းခင်းတဲ့နေ့မှာတတော်များများကထွက်ကြည့်ကြသလိုဗီဒီယိုတွေရိုက်ပြီးတက်တော့မှတင်ကြပါကိုသားသမီးရီကိုအပြိုင်ဆိုင်ကြည်ကပီတိဖြစ်နေကြတာပါ။စာပိုင်းရင်အောင်ချက်နဲ့ပတ်သက်ပြီးလဲနမဲကြီးရဲ့အကြောင်းဖြစ်တာမို့ပြည်ဦးလေးမှာတော့နမဲကြီးရဲ့အကြောင်းဖြစ်ဂုံယူနေရတာဖြစ်ပါ යි ။စာပိုင်းရင်ပုံကထိန်အခင်းကျင်းကိုသဘောကျလားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။